လူငယ်တယောက်ဂိမ်းစောတာမစမ်းမိမယ်ကိုစော့နေရဲ့ဂိမ်းကနေပြီးတဲ့အခွင့်အရေးတွေကဒိုင်းမွန်းနေအမြောင်များကိုရကျင်တဲ့အိမ်မလေးတစ်ခုကတော့ရှိကြတယ်မလားဒီအိမ်မက်ကိုအကောင့်တက်ဖို့နိုင်ဖို့အတွက်တစ်ခါတော့တော့အကောင့်ဆုံးကြိုးစားကြည့်စင်ပါတယ်ဒီစကားတွေကိုပြောရတဲ့အကြောင်းရင်းကလူတည်နေပြီးတော့ဒိုင်းမွန်းရနိုင်ချေများတဲ့ content creation event လေးတစ်ခုကနေပြီးတော့အစပြုခဲ့ပါတယ်ဒီ event ကိုများသောအပြည့်တချို့သူတွေကခက်ခဲတယ် view ရမှာဖြစ်မှာဆိုတဲ့စင်ကြေးတွေပြီးကြတယ်တကယ်လက်တွေ့မှာကအဲ့အရာတွေက40%လောက်ပဲမှန်တယ် ကျန်တာကကိုအားစိုက်တုံးမှုမရှိရကြောင်းဖြစ်ရတာပါ။ဒါကြောင့်ဒီ event ကို join ရင်ဘလို့အခွင့်အရေးတွေရမလဲ။ဘလို့ join ရမလဲ။ join မယ်ဆိုရင်တိထားရမယ့်စောင်းရင်ရှောင်းရင်စီကံချက်တွေကိုတစ်ချက်ချင်းချင်းရှင်းပြပေးပါမယ်။တေးချလမ်းပြပေးမှမလို့စိတ်ဝင်စားရင် video ကိုအဆုံးထိကြည့်ဖို့မှာခြင်းပါတယ်။မစခင်မှာတခုတောင်းဆိုချင်တာက channel ကို subscribe မလုပ်ရသေးရင်နှိပ်ပေးခဲ့ဖို့နဲ့ 20k ပြည့်ဖို့ကလည်း900လောက်ပဲလိုတာကြောင့်ဒီ video ကြည့်ပြီးရင်ပြည့်သွားမယ်လို့လည်းယုံကြည်ပါတယ်အကြောင်းအရာဒီကိုသွားရရင် အခုလို content creation event link တွေကို လီယာတိုင်းရဲ့မေးပေါင်းမှာပို့ပေးထားပါတယ်တကယ်လို့ကိုယ့်ကိုမပို့တာဖြစ်ဖြစ်ပို့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်ပျောက်ပြက်တာမျိုးကြုံရရင်လည်းအဆင်ပြေအောင်ဒီ event အတွက် link ကို dvua description မှာပြပေးထားမှာမလို့အဲကနေဝင်ပြီးတော့ join လို့ရနိုင်တယ်လို့နောက်ထပ်ဝင်လို့ရတဲ့တနည်းကအင်ကျင်းတဲ့က event တွေကိုဝင်လိုက်ပြီးရင်၃ခုမြောက်က new ဆိုတဲ့ထဲကိုဝင်ပါပြီးရင်၃ခုမြောက်မှာပဲ creation content ဆိုတာလေးကိုနှိပ်လိုက်ရင်တော့ပေါ်လာတဲ့ goal ကိုနှိပ်လိုက်ရင် event တွေကိုရောက်ပါပြီ။ လင်းထဲကိုရောက်ပြီဆိုရင်အရင်ဆုံးလုပ်ရမှာတကူက login လုပ်ရပါမယ်။တကယ်လို့ကိုက login ဝင်ပြီးသားကိုရဲ့ in-game name ကဒီနေရာမှာပေါ်နေပြီးသားဆိုရင်ရပါပြီ။အပေါ်သေးရင် login ဝင်ဖို့အတွက်အပေါ်ဆုံးနာကလူပုံလေးကိုနှိပ်လိုက်ရင်ပေါ်လိုက်နှစ်ခုတည်းကအပေါ်ကတစ်ခုကိုနှိပ်ရင် in-game name ကိုပြင်ရောက်ပြီးလင်းထဲကိုအလိုလိုပြင်ရောက်လာပါလိမ့်မယ်။ဒါဆိုရင်တော့ in-game name ပေါ်လာတာကြောင့် login ဝင်ပြီးပါပြီ။အောက်ကတစ်ခုကိုတော့မရွေးတာကပိုကောင်းပါတယ်။ event ရဲ့ language ကအင်္ဂလိပ်လိုဖြစ်နေရင် အပေါ်ဆုံးကကဘာလုံးပုံလေးကိုနှိပ်လိုက်ရင်ဘာသာစကားအစုံပြောင်းလို့ရပါတယ်။ကိုကမြန်မာဖြစ်တာကြောင့်မြန်မာစကားကိုရေးလိုက်ပါမယ်။ဒါဆိုရင်တော့ language ကမြန်မာဘာသာဖြစ်သူပြောင်းသွားပါတယ်။အရင်ဆုံးကိုရဲ့ mobile legend creator အထောက်ထားတွေကိုအတည်ပြုဖို့အတွက် ID server ID လို့ကိုထည့်ပေးရပါမယ်။ login ဝင်ထားတာဆိုရင်တော့တန်းရပါတယ်။ video တင်မဲ့ platform ရဲ့ profile ကိုလည်းထည့်ပေးရပါတယ်။ဥပမာပြောရရင် YouTube ဆိုရင် channel ပုံ Facebook IG VK နဲ့ TikTok တို့ရဲ့ channel ပုံတွေကို subscribe ရောက်ရိုက်ပြီးတော့ပို့ပေးရပါမယ်။ ပြီးတော့ရင်တော့အောက်မှာကိုယ့်ရဲ့ email ကိုဖြည့်ပေးရပါမယ်။အားလုံးဖြည့်ပြီးတော့ရင်တော့တင်သွင်းနိုင်ပါပြီ။ညင်တွေ့နေရတဲ့စက်ကင်နဲ့ trial ဘောက်ကြီးကဗီဒီယိုတပုတ်တင်ပြီးတိုင်းမှာဒီထဲကတစ်ခုကို random ရမှာဖြစ်ပါတယ်။ဒီတော့ကံကောင်းရင်စက်ကင်ကိုပါရနိုင်ပါတယ်။စက်ကင်တစ်ခုကိုပေါက်သွားခင်မယ်ဆိုရင်ဘေးမှာရှိတဲ့ my viber တဲ့ကိုဝင်ကစက်ကင်ရမယ့်ကုတ်ကို copy ယူလိုက်ပါ။ပြီးရင် profile ထဲက setting တွေကိုသွားက redirection ကုတ်ထဲကိုဝင်က copy ယူလာတဲ့ကုတ်ကိုဖြည့်ပြီးရင် okay နှိပ်လိုက်မယ်ဆိုရင်တော့မေးပေါက်ထဲမှာစက်ကင်ကျလာမှာဖြစ်ပါတယ်။ စုလက်ဆောင်တွေကအခုမှလာတာပါဗီဒီယိုတင်ပြီးကိုဗီဒီယိုရဲ့ view ကအများများတယ်ဆိုရင်အစင်းလိုက်စုလက်ဆောင်တွေရမှာဖြစ်ပါတယ်အစင်း1ကနေပြီးတော့အစင်း30အထိက USD ဒေါ်လာ1000ကနေပြီးတော့ဒေါ်လာ100အထိရမှာဖြစ်ပါတယ်အစင်း31ကနေပြီးတော့အစင်း50အထိဝင်တဲ့သူတွေကတော့တယောက်ကိုဒိုင်မုံ2500ကျပ်ရရှိမှာဖြစ်ပါတယ်အခုရရှိတဲ့ price တွေက platform တစ်ခုစီတိုင်းမှာရရှိမှာဖြစ်ပြီးတော့ကြိုက်တဲ့ platform မှာ video တင်လိုက်တာနဲ့စုလက်ဆောင်တွေကိုကန်ဆန်းနိုင်မှာဖြစ်ပါတယ် creator တယောက်ကို mobile legend video စေဖို့အထိတင်လို့ရပါတယ်။ကိုက view တွေနည်းတယ်ဆိုပြီးတော့စိတ်မညစ်ပါနဲ့။ view နဲ့လည်း diamond ပေးပါတယ်။ခုနအပေါ်မှာတွေးခဲ့တာက rank အမြင့်ပိုင်းဖြစ်ပြီးတော့အခုဒီဟာကတော့ rank အနေပိုင်းစုလက်ဆောင်တွေပဲဖြစ်ပါတယ်။ဒီ event တိုင်းအတွင်းမှာ video စေဖို့အထိအများဆုံးတင်လို့ရပြီးတော့ video အားလုံးပေါင်းရင် view က9000ကျော်မယ်ဆိုရင်တော့ကိုလိုမျိုး view 9000ကျော်ရတဲ့သူတွေရဲ့အတူ diamond 4သိန်းကိုအညီအမျှခွဲဝေရမှာဖြစ်ပါတယ်။ total view က10000ပြည့်သွားမယ်ဆိုရင် diamond 6သိန်းခွဲကိုခွဲဝေယူရပါမယ်။ total view က2000ပြည့်သွားမယ်ဆိုရင်တော့ diamond 1တန်းကိုခွဲဝေယူရမှာဖြစ်ပါတယ်။ total view က9000ပြည့်ရင်တော့ diamond 1.25 million ကိုခွဲဝေယူရမှာဖြစ်ပါတယ်။ total view က1သိန်းပြည့်ရင်တော့ diamond 1.85 million ကိုအငြိမ်မြခွဲဝေယူရပါမယ်။အခုပြောသားတာဒီကကိုရောက်တဲ့အဆင့်က diamond ကိုပဲခွဲဝေယူရမှာဖြစ်ပါတယ်။ဥပမာပြောရရင်ကို view က2000ဆိုရင်ကိုက1 million ကိုပဲခွဲဝေယူရမှာဖြစ်ပြီးတော့ view 9000နဲ့1000က diamond တွေကိုရမှာမဟုတ်ပါဘူး။ အလားတူပဲ1250ဝင်သွားရင်လည်းအောက်ကဒိုင်မွန်တွေကိုရမှာမဟုတ်တော့ပါဘူး။စိတ်မကောင်းကြတဲ့ကူကအခုပြောထားတဲ့ run အနေပိုင်းဒိုင်မွန်ခွဲဝေယူရမယ့် event ကိုတော့ YouTube, Facebook, Instagram အသရှိရဲ့ပလက်ဖောင်း၃ခုမှာပဲတင်ထားတဲ့သူတွေကပဲရရှိမှာဖြစ်ပါတယ်။ TikTok နဲ့ BN ပလက်ဖောင်းတွေက video တင်ထားတဲ့သူတွေကတော့ဒီထဲမှာပါမှာမဟုတ်ပါဘူး။ Number 1ကိုတင်မဲ့ video က Mobile Legends နဲ့ပတ်သက်တဲ့ content ဖြစ်ရပါမယ်။ video ရဲ့ description မှာ #mlbbcreator ဆိုတဲ့ စာသားကိုမဖြစ်မနေထည့်ပေးရပါမယ်။နံပါတ်1ကွန်တက်တွေကိုဖန်တီးတဲ့အခါမိုဘိုင်းလိကျက်ဘက်က အကြံပေးထားတဲ့လက်ရှိ event တွေကရရှိရမယ့်အခွင့်အရေးအကြောင်းအရာတွေဥပမာပြောရရင် UI Emote Gara Skin နဲ့ Collaboration event ကနေရမယ့် resource တွေအကြောင်းကိုရှင်းပြပေးရပါမယ်။နံပါတ်3မိုဘိုင်းလိကျက်ဘန်ဘန်အတွင်း Collaboration event နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများသိအောင် content လုပ်ပေးရပါမယ်။ဥပမာပြောရရင် Mac အသစ်၊ Skin အသစ်နဲ့ event အသစ်တွေအကြောင်း YouTube, Facebook, Instagram, Vegan, TikTok အစားရှိတဲ့ပလက်ဖောင်း၅ခုကနေပဲတင်တင်မှုတွေကအကျုံးဝင်ပြီးရောတခြားပလက်ဖောင်းတွေကဆိုရင်တော့အကျုံးဝင်မှာမဟုတ်ပါဘူး။ဖန်တီးထားတဲ့ content video တွေကို၅လပိုင်းနေ့နဲ့၂နိုင်ခွဲကနေပြီးရော၆လပိုင်း၅ရက်နေ့၂နိုင်ခွဲနောက်တော့ collaboration event ပြီးဆုံးတဲ့အချိန်ထိ55ရက်အတွင်းမှာ video တွေကိုတင်တင်မှုပြုရမှာဖြစ်ပါတယ်။၆လပိုင်း၅ရက်ပြီးရင်တော့တင်တင်မှုကိုပိတ်ပါပြီ။တင်သွင်းထားတဲ့ဗီဒီယိုတွေကို6လပိုင်း16ရက်နေ့ကနေပြီးတော့6လပိုင်း25ရက်နေ့အထိ10ရက်အတွင်းမှာဗီဒီယိုတွေကို ွေးချယ်သတ်မှတ်ပြီးတော့အဆင့်သတ်မှတ်မှာဖြစ်ပါတယ်။ချောက်လာပိုင်း25ရက်နေ့နှစ်နိုင်ခွဲကနေပြီးတော့နှစ်လပိုင်း9ရက်နေ့အထိ73ရက်အတွင်းမှာအဆင့်အနေနဲ့စုလက်ဆောင်တွေကိုလက်ခံရရှိမှာဖြစ်ပါတယ်။ Number 1အရှိကပြောခဲ့သလိုပဲကွန်တက်နေကို9လပိုင်း9ရက်နေ့ကနေပြီးတော့6လပိုင်း15ရက်နေ့အထိဒီအတော်တွေမှာပဲဗီဒီယိုတွေကိုတင်ပြလို့ရပါမယ်။ Number 2ဗီဒီယိုတစ်ပုဒ်မှာ15စက္ကန့်နဲ့အထက်ရှိရပါမယ်။ဒီဗီဒီယိုထဲမှာ Mobile Legends Content အကြောင်း90ရာခိုင်နှုန်းအထက်ပါရပါမယ်။ ဗီဒီယိုတင်တဲ့အခါအများမြင်အောင် public နဲ့ထားတတ်ရပါမယ်။ကိုတင်တဲ့ဗီဒီယိုက platform မှာချင်း24နာရီအတွင်းမှာ private ဖြစ်ကိုပြန်ပြောင်းခြင်း၊ friend only ဖြစ်သို့ပြန်ပြောင်းခြင်း၊ဗီဒီယိုကို event ကိုတင်သွင်းပြီးမှဖြတ်ထားခြင်း၊တင်သွင်းခြင်းနဲ့ private ဖြစ်ပြန်ပြောင်းခြင်းအစားရှိတဲ့အရာတွေကိုပြုလုပ်မယ်ဆိုရင်တော့အကျုံးမွေတော့ဗီဒီယိုအဖြစ်ကိုသတ်မှတ်ခံရပါမယ်။ Number 3တင်သွင်းတဲ့ content တွေကကိုပိုင်ဖန်တီးတဲ့ content ဖြစ်ရမယ်။တခြားသူရဲ့ content တွေကိုပြန်ယူတင်တာမျိုးကိုတော့လုံးဝတားမြစ်ထားပါတယ်။ Number 4 ဗီဒီယိုတင်သွင်းတဲ့အခါအရင်ကတင်ပြီးသား content တွေကိုပြန်တင်တာတို့မဟုတ်ဒီ content တစ်ပုဒ်ကိုပဲပြန်ပြီးတော့ active တင်တာတခြားသူဖန်တီးထားတဲ့ content တွေကိုပြန် active တင်တာမျိုးကိုလည်းတားမြစ်ထားပါတယ် number 5 even အတွင်းမှာငွေသားစုလက်ဆောင်တွေရရှိခဲ့မှဆိုရင်တော့ e wallet ကနဲ့ credit card တွေကတစင်ပေးပို့သွားမှာဖြစ်ပါတယ် number 6တက်မှတ်ထားတဲ့အချိန်အတွင်းမှာကိုယ့်ရဲ့ငွေအလွဲအကောင့်ကိုမဖော်ပြနိုင်ပါကငွေသားစုတန်ဖိုးနဲ့ညီများတဲ့ diamond ပမာဏအဖြစ်ပြောင်းပြီးတော့ in game မေးပေါက်ထဲကိုပို့ပေးသွားပါမယ် ျွန်တော်ကပြောသွားတာဒီကအဓိကအရေးကြီးတဲ့ဆောင်းရင်ဆောင်းရင်အကြောင်းအရာတွေပဲဖြစ်ပြီးတော့ဒီထက်ပိုပြီးတော့စီးရင်းတွေအကြောင်းကိုသိချင်နေဆိုရင်တော့ကျွန်တော်အခုပြထားတဲ့နေရာကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗီဒီယိုအဆင့်သတ်မှတ်မှုကိုတော့ဥဆောင်သူပြဇာကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒီလောက်ဆိုရင်တော့ event အကြောင်းကိုသိချာနားလည်မယ်လို့ယူဆပါတယ်မကြခင်ငါးလပိုင်းကိုရည်နေမှာနောက်တို့ event အတွက် free token page 1ကလည်းရောက်ရှိလာမှာဖြစ်တဲ့အတွက် diamond တွေကိုဈေးသက်သက်နဲ့ယုံကြည်စိတ်ချသွားကျွန်တော်စီပါမာယူနိုင်ပါပြီဈေးနှုန်းချူတာဖို့နဲ့ ဟန်ဒရက်ပါဆန်စီချဖို့ကိုလည်းအမှတ်ခံပါတယ်။ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Telegram အကောင့်မှာဆက်သွယ်ဆုံးသံမေးမြန်းနိုင်ပါတယ်။ Telegram မသုံးတဲ့သူဆိုရင်တော့ Viber ကနေပြီးတော့ဒီဖုန်းနံပါတ်နဲ့ဆက်သွယ်မှယူနိုင်ပါတယ်။အခုမှစမ်းဝင်ကြည့်မဲ့သူဆိုရင်လည်းကျွန်တော်စီမှာစမ်းဝင်ကြည့်နိုင်ပါတယ်။ Telegram Channel Link ကို Comment နဲ့ Description မှာပင်ထောက်ပေးထားပါမယ်။ကြည့်ကြဖို့ပါ။နောက် Content နဲ့အတူပြန်တွေ့ကြတာပေါ့။ See you in the next video guys.